မင်္ဂလာပါရှင်မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတက်တွေဟာနှောင်ကျွေမျိုးကိုပြန်လည်ထိန်းချုပ်နိုင်အောင်ကြိုးပမ်းလျက်ရှိနေရာနှောင်ကျွေမျိုးဟာနာဆာကတက်တွေပထမဆုံးပြန်လည်ထိန်းချုပ်နိုင်မဲ့မျိုးဖြစ်လာပွဲရှိရလို့သိရပါတယ်။လက်ရှိနိုင်ငံရေးနဲ့စီးရေးအခြေအနေတွေအရတောင်လန်းနဲ့ကန်အဖွဲ့ TNN ဟာတက်တွေပြန်လည်စုခွာဖို့ပြင်ဆင်နေရဲဆိုတဲ့သတင်းတွေလည်းလူမှုကွန်ရက်မှာထွက်ပေါ်လျက်ရှိနေပါတယ်။ဒီဟုတ်တဲ့ဖိုင်နယ်မှာတော့နာဆာကတက်တွေရဲ့ နောင်ကျော်မြို့ကိုပြန်လည်သိမ်းယူနိုင်မဲ့အလားလာတွေနဲ့တရနနေ့အတက်တွေစုခွာထွက်ပြေးနေမှု ခြေနေတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစကြခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးတောင်းလနဲ့ကအဖွဲတရနနေ့အဖွဲကနာဆကတက်စကန်ကို AB 25ရက်နေ့တွေပိုင်းကလာရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နာဇာကတပ်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်တီအန်အန်အအဖွဲ့ထိန်းချုပ်ထိုင်နောင်လီရွာကိုထိန်းချုပ်နိုင်ခဲ့တဲ့အတွက်နောင်ကျိုမျိုးဟာနာဇာကတပ်တွေပထမဆုံးပြန်သိမ်းယူနိုင်ွယ်ရှိနေရဲ့မျိုးဖြစ်တယ်လို့စီအေးစေးဝင်စားသူတွေကသုံးသက်ပြောဆိုကြပါတယ်။နာဇာကငလင်တန်ခန်းစားရသူတွေကိုရှာဝေကယ်ဆယ်နိုင်ဖို့ရည်ရွယ်ခြင်းနဲ့ရာရည်ပြည့်ခတ်ရစဲထားပေမဲ့တီအန်အန်အအဖွဲ့အပါဝင်တိုင်းသာလန်တဲ့ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာ နာဆက်ကတက်စကန်တွေကို ထိုးစစ်စင်တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်အောင်အေဗီလာ25ရက်နေ့ကလည်းတီအန်အန်ရဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနာဆက်ကတက်စကန်တွေကိုထိုးစစ်စင်တိုက်ခိုက်ခဲ့ရကနေနာဆက်ကတက်တွေရဲ့တုံးပြန်တိုက်ခိုက်မှုတွေကြောင့်နောင်လင်ရွာကိုသိမ်းယူနိုင်ခဲ့ရဖြစ်ပါတယ်။တောင်ကန်စင်မြေပြင်တီတွာရကူညီပေးခဲ့မှုတဲ့ကိုခိုင်စော်ကရန်သူဟာရာပြင်လမ်းခွဲနီးမှာရှိတဲ့အမြင့်ဆုံးဂုံမှာထတ်တိုးအင်အားစောက်ကအင်အားတွေပေါင်းစုပြီးမိမိရဲ့နောင်ချို ထိုးစစ်များကို အခိုင်မာပြင်ဆင်ပြီးနေရာယူထားတယ်။အဲ့ဒီပင်မကုန်းရဲ့လမ်းတစ်ပိတ်မီတာ600အကွာမှာ point 1.9ဟာကာကင်ကုန်းသဘောမျိုးနဲ့ရှိနေပါတယ်။ဒီတော့ရန်သူဟာတိုက်တယ်လို့လာခဲ့မင်းတို့လက်ပြန်စီရမယ်ဆိုတဲ့အထိကြွေးကြော်ထားပါတယ်။ကဲကောင်းပါပြီ။အေဗီလာ25ရက်နေ့မှာတော့ရတာမှာ213ဟာ point 1.9ကိုမတိုက်ဖိ point 1290ကိုမတိုက်ဖိ ရန်သူရဲ့ပေးမကုန်းကြီးကိုဝန်ဆောင်လိုက်ပါတယ်။ရန်သူအားကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းရတမ213ကိုအဲခန်ကြီးရဲ့အတွေ့မိမိအဖွဲ့ရိယာထင်သလောက်ခရီးမလျှောက်ခဲ့ပါဘူး။ရတမ213အပြင်ရတမ212ကိုပါထပ်ထည့်လိုက်ပါတယ်။ဒါမှမဟုတ်ပထမထပ်ထည့်ခြင်းနိုင်ပိုင်းမှာမိမိဘက်ကတိုက်စစ်နေတာဟာတက်နေတယ်လို့ဖြစ်နေပါတယ်။အဲဒီနောက်မှာတော့နေပြူအောင်မှုဘွမ်မိုးကြီးညီညီတွေဟာအပြောင်းလဲတစ်ခုကိုစွန့်စားပြီးလောက်ခဲ့တဲ့အတွက်ညနေ9:00နာရီလောက်မှာရန်သူနဲ့ ပင်မကောင်းကြီးတစ်ခုလုံးကိုအပိသက်ရရှိခဲ့ပါတယ်။ပင်မကောင်းကြီးဟာ point 1.9ထက်အမြင့်မှာရှိနေတဲ့အတွက်လက်ရှိချင်းနေမှာ point 1.9ပေါ်ကကျန်သူရိဟာအတော့ကိုသွေးပြက်နေတဲ့အနေအထားမှာရှိနေပါတယ်။တကယ်ဆိုရင်လက်ရှိတာမခ7အဖွဲ့တွေဟာအရှင်မဆက်က900နှစ်တမမှုအဟောင်းလက်ထက်ကတော့လက်လက်ကြီးပြစ်ကိုရိအများကြီးရပြီးလုံးနေကန်နေရမဟုတ်တဲ့အတွက်အခုလောက်အချင်းကြသွားတဲ့သဘောရှိနေပါတယ်။ အရင်ပုံစံနဲ့ဆိုရင်တော့ဝရင်တုံးနဲ့တိတ်သိမ်းလို့ရောင်းရနိုင်ပါတယ်ဆိုပြီးတော့ပြောပါတယ်။လက်ရှိချိန်မှာ TNN အဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ကိုကန်လနဲ့ကအဖွဲ့ MNDA ဟာလာရွှေမျိုးကတက်တွေပြန်ရုပ်သိမ်းခဲ့တယ်လို့တရုတ်နိုင်ငံကလည်း TNN အဖွဲ့ကိုဖိအားပေးဝယ်ရှိနေရတဲ့အတွက် TNN အဖွဲ့ဟာအခက်အခဲမျိုးစုံရင်ဆိုင်နေရပြီးခွာစစ်ပြင်ဆင်နေရလို့လူမှုကွန်ရက်မှာသတင်းတွေလည်းထပ်ပေါ်နေပါတယ်။တက်တော်ညာနေကွန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း TNN ဥဆောင်တဲ့ပူပါအဖွဲ့တွေဟာ နောင်ကျော်မြို့ကိုထိန်းချုပ်နိုင်အောင်အင်အားသုံးတိုက်ခိုက်ခဲ့ရာ2024ခုနှစ်ဇွန်လမှာနောင်ကျော်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ TNL ဦးဆောင်တဲ့ပူပေါင်းဖွဲ့ရာနောင်ကျော်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်နောင်ကျော်မြို့ကလည်း -20 အကွာဝေးမှာရှိနေတယ်လို့နာဆာကရဲ့အမြောက်စခန်းတွေရှိနေတဲ့တောင်ခန်းကိုထိန်းချုပ်နိုင်အောင်လူအင်အားသုံးပြီးလအတန်ကြောင့်ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပေမဲ့နာဆာကရဲ့အမြောက်တပ်တွေလေတပ်မြေပြင်တပ်တွေဒရုန်းတပ်ဖွဲ့တွေဟန်ချက်ညီစွာတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် တီအန်အန်နေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထင်းနာခဲ့ရပြီးနာဇကတက်တွေကတီအန်အန်နေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ထိုးစစ်ကိုလိုက်ချိုးနိုင်ခဲ့တာ2025ခုနှစ်မလဆန်ပိုင်းမှာတောင်ကန်ဝန်းကျင်ကိုတီအန်အန်ရဲ့ပြင်းစင်တဲ့ဝန်းကျင်ပြောင်းတိုက်ထုတ်နိုင်ခဲ့ပါတယ်။တောင်တန်းဒေသတိုက်ပွဲတွေတီအန်အန်နေအဖွဲ့နဲ့တူပူပေါင်းတိုက်ခိုက်ခဲ့တဲ့ DBNL အဖွဲ့တွေနဲ့ PDF အဖွဲ့တွေလည်းအထင်းနာခဲ့ရပြီးအထူးကအကြဆုံးများခဲ့လို့သိရပါတယ်။နာဇာကမလဆန်ပိုင်းမှာတောင်ကန်ဝန်းကျင်ကို TNNA ကခင်းစင်တဲ့နေရာဖြစ်အောင်တိုက်ထုတ်နိုင်ခဲ့ပြီးနောက်မလ16ရက်နေ့မှာနောင်ကျော်မျိုးကိုပြန်လည်သိမ်းယူနိုင်အောင်တံပြန်တိုက်စစ်ဆင်ခဲ့ရမလ16ကနေ AB25 ရက်နေ့ထိတောက်ကန်းနဲ့နောင်ကျော်မျိုးလည်းရှိ TNNA တက်စခန်းတွင်၎င်းတို့ထိန်းချုပ်ထားတဲ့ရွာအများပြားကိုသိမ်းယူနိုင်ခဲ့ပါတယ်။ငါးစားကတက်တွေဟာလက်ရှိအချိန်မှာနောင်လင်ဝန်းကျင်မှာရှိနေပြီးတော့နောင်လင်ဟာနောင်ကျော်မျိုးနဲ့ခုနှစ်မိုင်းကျော်အကွာမှာရှိနေပြီးတော့နောင်လင်ရွာကနေနောင်ကျော်မျိုးထိဆိုရင် ကြားမှာအကြီးမားတဲ့တောင်ကုန်းတွေမရှိတော့ဘဲမြေပြန့်များတဲ့အတွက်နာဆတ်ကတက်တွေဟာနောင်ကျုံမြို့ကိုပထမဆုံးအကြိမ်ပြန်လည်သိမ်းယူနိုင်မဲ့အလားအလာများတယ်လို့စီးရေးစစ်ဝင်စားသူတဦးကအခုလိုမျိုးသုံးသက်ပြောဆိုထားပါတယ်။နောင်ကျုံပြီးသိမ်းမယ်လို့ပြောတယ်။ဒီကအကုန်ဇာကုန်ပြီးတော့ပေါ့လေ။နားတော့နေရ။အင်းအင်းခေါကောင်းတွေကစောက်မှားလို့စောက်နေတာအဲ့ဒါ။ဟိုပါလေတရားနယ်ကိုမစောက်ရင်တော့တိုက်တော့မှာပေါ့ဗျ။ အဲ့ဒီကဘုံကပဲနားတော့မှာသူတို့ကခုံးမရှိတော့ဘူးအဲ့ခုံးကမင်းနောက်ရပြီးသွားရင်ဒီဘက်ရောက်ရင်ဘာခုံးမှမကြမ်းတော့ဘူးနောက်ငယ်ကနေတို့ဒီဘက်ကိုဆက်လာမယ်ဆိုရင်ဘာခုံးမှမကြမ်းတော့ဘူးသူတို့ဒီလိုမျိုးစောင့်နေတာကန်ကြီးဘက်ကစေချောင်းချောင်းစောင့်နေတာနောက်ငယ်ကညပေးမယ်ဒီမရှင်မတော်ကိုတိမ်းပြီးသွားပြီကွာကန်ကြီးကိုတိမ်းနေတယ်ကန်ကြီးကိုတိမ်းပြီးတာနဲ့ အဲကန်ကြီးနဲ့ဥစ္စာနှစ်ခုပေါင်းလာတယ်။အုံမတိဘက်ကဒီဘက်ကိုဖြတ်တက်လာမှာလေ။အခုဟိုနေရဲအုံမတိကိုဟာဘို့တို့ကြောက်ကြမ်းကိုတော်တော်ကျဲပိုက်တာ။ကြောက်ကြမ်းအလုံးနဲ့ဆက်ကောက်ကိုကျဲပိုက်တာ။ဟုတ်ကဲ့။အင်းအင်း။အဲဟိုဘက်က၃ယောက်မှ၁ယောက်၃ယောက်တပြိုင်တည်းဝင်မဲ့ပုံစံရှိရမယ်။ဒါမှမဟုတ်ငါကငါသုံးသက်ကြည့်တာဒီလိုပါ။ဟို MNDD ဆုတ်သွားရတဲ့တရားဝက်ဖီးရရောက်လာမှာပဲ။ဖီးရရောက်လာသူကသူ့ဟိုဟိုဘာဖြစ်ရက်ကုတ်ပြီးတော့မှဆုတ်ချင်ဆုတ်သွားမဆုတ်ရအောင်။ 啊嘛，涨的也嘛，跌你也涨的也冇，B T A 跌也涨哎，我哋工资高点个，啊，涨的受伤的哎嘛，涨你涨些 B T A 的，跌些 B T 哎我最低也冇哎我，啊，你讲的白话就只有我涨然后跌不讲啊，我听到都不讲，收个补偿是这个样，我我我好听，你意见就拿手表上面涨的秒秒难，啊，你好听。啊 အဲ့နောက်ကျွားတဲ့ဂျိန်းတွေရသွားခင်ဗျ။ဘာကြောင့်လဲဒီသူတို့အဲ့လိုအကြာရှိမထောင်း။ဘာကြောင့်လဲအချိန်အသိမကြံတော့ဘူးဒီငါးလပိုင်းတက်တာပိုင်းညာငါးလပိုင်းဆိုတော့ဒီမှာလည်းမိုးရွာပြီသူကငါးလပိုင်းဆိုရင်ရှမ်းပြည်မြောက်ပိုင်းကဒီငါးလပိုင်းဆိုအိုးချပြီလေ။ဟုတ်။ဘာဒီချိန်ဆိုရင်မေကားပြီးမိုးခေရသူတို့ဆလာပြီဒီငါးလပိုင်းပထမပိုင်းတော့ဆိုရင်မိုးခေကားပြီးမှဟိုမိုးတီကျွေတာတို့အဲ့လိုမျိုးတွေကားပြီ။နောက်ချိုဘက်ကတော့အဲ့ချိန်ဒီငါးလပိုင်းဆိုရင်လည်းပိုကမိုးဆဝင်လာတာပဲ။ သူများနေရအောင်မဟုတ်အဲ့နေရာရဲ့စမ်းမိမြောက်ပါဟဲ့ဟာအဲ့တော့ဒီကောင်လေးဘာမိုးရွာရဲ့သူစိတ်တိုင်းမှာတော့မဟုတ်တက်ရှိချိန်မှာစီရေးနိုင်ငံရေးစားရကြီးမားတဲ့ဖီးယားမျိုးစုံရင်ဆိုင်နေရတဲ့အတွက်တောင်းနေတဲ့ကောင်အဖွဲ့ဖြစ်တဲ့တီယန်နန်နေတက်ဖွဲ့ဝင်ဟာစောက်ကွာထပြေဖို့ပြင်ဆင်နေရလို့သတင်းတွေနဲ့ထွက်ပေါ်နေပါတယ်စီရေးတဲ့နိုင်ငံရေးအကြောင်းတွေကိုလူမှုကွန်ရက်မှာရေးသားဖော်ပြနေသူတို့ကလည်းရှမ်းပြည်မြောက်ပိုင်းနောင်ချုံမြို့နယ်ခြေတန်းစစ်မြေပြင်တနေရာမှာတာဝန်ကျတဲ့ နုနယ်ငယ်ရွယ်ဖြစ်လဲတက်ကြွနေရဲ့ပလောင်ချားတိတ်စစ်ဘိုလ်လေးတစုတတော်ဒေါကန်အောင်ကြမခန့်ကျင်တာဖြစ်နေရဲ့ဘတ်နယ်ကွာအတူတိုက်အတူတူသည်တေးအတူရှင်ခွဲတေးရနန်အေ MNDAA AA ညောက်စိုးညီနောင်သုံးကောင်တို့တချင်းတခါကလူအများတကာဖင်တုံဒူးတောင်ကြောက်နေရတဲ့တက်ပေါင်းစုကြီးဟာအခုတော့နိုင်ငံရေးအခြေအနေအပြောင်းလဲမြန်ဆန်တာကြောင့်ဗတ်ထင်မဲ့ပဲတီအန်အန်လေးလူကျော်မင်းသားကွက်ကွက်လေးတကောင်ပဲစံရည်စံမြဖြစ်နေပြီးတော့အယူမီဝိုင်းပတ်ချလဲနေရဲ့ PSNF TNL ပလောင်တပ်ဖွဲ့ဗဟိုကော်မတီဒုကြီးတွေကအရှိပဲရံမှာကိုကန့်နဲ့ဝါတပ်ဖွဲ့တွေရှင်မြန်ရှိနေရဲ့အနောက်အရက်မှာလည်း MDY PDF TPNL မြန်မာနဲ့ဒနုလုံးကျုံရေးနေသားမြေကာကွယ်ရေးကထိန်ချုပ်နယ်မြေမြို့ကြီးမြို့ငယ်ဆက်နယ်မြို့ကိုဘေးရန်ကင်းဝေးစွာနဲ့ပလောင်ပြည်နယ်အဖြစ်စေကူအိမ်မက်လေးကိုအကောင့်ထဲပို့ဖို့2025ခုနှစ်နဲ့2026ခုနှစ်အတွင်းမှာအပိသက်ခင်ခြင်းမှုရှိရထားရင်အခုတော့အမှန်တိုင်းလွှမ်းခြုံသုံးသဲကြည့်ရင် MNDA ကိုကန်တက်ဖွဲ့ဟာအပြည့်ရက်ပြီးဘီယာကွက်ကိုကင်တောက်ခဲ့တဲ့မြောက်ဆိုးကောင်ဘွားကနေနဂါးကောင်ထိရိပ်အောက်ကိုလမ်းကွဲခုလုံသွားတဲ့နေ့ရက်မှာတီအန်အန်ဒီပလောင်တက်ဖွဲ့တွေမိုးကြိုးပစ်ခင်ရတယ်လို့အတိတ်နမိတ်ဆူဆူဝါဝါခန်းစားရနိုင်ပြီးသူတို့အချင်းနဲ့သူ့ကိုမူရင်းခွန်အားသူ့ကိုအနေထည်ဘလို့ဖြစ်လာနိုင်မလဲခံမှန်းကြည့်ရင်သိနိုင်ပါတယ်ဒီချက်ကိုသိနေရင်နာဆာကအစိုးရကလည်းအချင်းမဆောင်တော့ပဲမကြခင်မိုးရင်းကလာမှာတိုင်းအောင်မှာဖြစ်တဲ့အတွက် မြန်စံစစ်စင်ရေးကြီးကိုရေးဆွဲအတိပြုကနောင်ချိုဘက်ကိုစေချောင်းကြီးတွေဆဲလွတ်ပြီး DNA ပလောင်တက်ဖွဲ့တွေရဲ့ခေါင်းကိုက်စိတ်တဲ့ကြာစင်းနေချိန်မှာအခွင့်အရေးမမေ့ရအောင်ချပြီးတော့စစ်တက်ထုတ်ဖို့ပြပြချင်းပထမခြေလံဒုတိယခြေလံစတင်လှူရှားစပြုတ်နေရဲ့ထုံးစံတိုင်းစေယုံထဲမှာအသာလေးထိုင်အမိန်ပြီးတဲ့ DNA ဗဟုလူကြီးတွေကတော့အပြည့်ရက်ဆွေးနွေးမဲ့ဘာညာနဲ့ထင်းကျုံနယ်မြေကိုပြည်သူလူထုနဲ့လက်တွဲပြီးပူးပေါင်းကကာကွယ်မဲ့ပြောနေပေမဲ့ တကယ်စစ်မြေပြင်မှာလက်တွေ့တောင်းဝန်ကြတဲ့တရနလီခြားတိတ်လူငယ်ပလောင်စစ်ဘိုလ်လေးတစုကတော့ပြေးဖို့စုပ်ဖို့ပြင်ဆင်နေတယ်လို့ဘယ်ပြည်သူလူထုကမှငါတို့နဲ့ပူပေါင်းကောက်ွယ်ပေးဖို့မရှိနိုင်တာကိုသိထားကြတယ်။ငါတို့မနိုင်မဲရှုံးမဲရိမ့်မိနေတော့ခွာစစ်ပစ်ပြီးတက်တွေဆုပ်ဆုပ်ပြီးယောက်ျားစနစ်နဲ့ပြန်တိုက်ဒီနေ့နဲ့တခုပဲရွေးချယ်ကြရှိကြောင်းငါတို့သိနိုင်ပါတယ်။အဲ့လိုဆိုပြီး၎င်းရဲ့လူမှုကွန်ရက်မှာသုံးသက်ရှိတာထားပါတယ်။ နာဇာကတက်တွေဟာနှောင်ကျွမျိုးကိုပြန်လည်သိမ်းယူနိုင်အောင်ကြိုးပမ်းရှာမှာလက်နက်ကြီးပစ်ကိုပိုင်ပုံမကောင်းမွန်ဖို့လိုအပ်နေရလို့ဆိုပါတယ်။ကိုခိုင်စောကတောင်ခန့်အလွန်ကရာပြင်ရွာလန်းကွဲစခန်းကုန်းတိုက်ပွဲမှာရန်သူအားဘက်ဟိုးတွေနဲ့တိတ်ချပြင်ဆင်ထားခဲ့တာတွေ့ခဲ့ရတယ်။ဒါကိုတောက်မခဆက်တဲ့လက်ရောက်ခံတက်တွေဖြစ်တဲ့ခမရ230နဲ့ခမရ233တို့ဟာရအောင်ယူခဲ့ကြတာပါ။ဒီဘက်မှာပါစတဲ့နန်းစနေတွေဟာတော်တော်အစမ်းပြနိုင်ခဲ့လို့သိရပါတယ်။ အောင်ပွဲရရှိခဲ့သလိုမိမိဘက်ကလည်းအဖိတ်စဉ်တချို့ရှိခဲ့တာကတော့ဓမ္မတာပါ။ဒါပေမဲ့တချို့အဖိတ်စဉ်လေးတွေနေနိုင်တဲ့များနဲ့အာလနာကပြစ်ကိုတွေဒီတဲ့ပေါ်ပေါ်တည်တည်ပြရပါလိမ့်မယ်။ဥမာတဲပြောရမယ်ဆိုရင်တော့မမူကြီးအောင်စီပြိုမမဝင်းဝင်းမမအောင်စတဲ့ယူဟာမိုးတွေတိုက်တဲ့တိုက်ပွဲတွေမှာအဖိတ်စဉ်ရှိရပွဲဆိုတာတော်တော်ရှားခဲ့တယ်။အဲ့လိုဖြစ်လာဖို့ကလည်းဒီနေ့ယူဟာမိုးတွေတော်ကြတယ်လို့အာမတ354ဘက်ကနေနက်နက်ကြီးပြစ်ကိုတွေနဲ့ကောင်းကြရတဲ့ပါပါတယ်။ ။တမက17ဘက်မှာလဲအမတ354ဘက်ကလို့ပြက်ကတ်မှုအကောင်ကပေးနိုင်ဖို့လိုတယ်။ကျွန်တော်သိရတဲ့လောက်ကတော့မဆခ902ရက်လက်နက်ကပြက်ကူကိုရမခခကင်တွဲနေပြီးတော့အမတ354ရက်ပြက်ကူကိုရပခခကင်တွဲတယ်လို့လည်းသိရပါဗျ။တောင်ခမ်းမြန်ရပြီးနောက်ပိုင်းပွဲတွေမှာတမခ17ဘက်ချာမကြီးရေဘက်ကအဖွဲ့တွေတဲအလေတွေများနေတာဟာဒီလိုကွာခြားချက်တွေကြမှာဒါတွေကျွန်တော်မရေးချင်ပါဘူး တောက်ခမ်းရပြီးနောက်တဆင့်တက်နေရဲ့ကလာတဲ့ကမရေပဲရင်ထဲမှာထားခဲ့တဲ့အကြောင်းတွေပါဒီနေ့မရေမဖြစ်တော်ဘူးထင်လို့ရှိရပါရှေ့မှာရှင်မူတော်နဲ့ကံကြီးမှာဒီတက်ပြင်ဆင်မှုစဲစားမကတာပါတယ်လုံးပမပါစီလိုပါခမားပြစ်ကိုပေးနေရဲ့လက်နဲ့ကြီးပြစ်ကိုပုံစံနဲ့ကျွန်တော်ပြစ်ကိုပေးမယ်ခမားရှိကတက်ရဲ့လာလို့တော့မေးကျင်နေပါပြီမေးမကောင်းလို့မမေးရပါလို့အေဗီဒ29ရက်နေ့က Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်ရှင်